တန်ကောင်တုတ်ကောင်ဆိုတာက ခနာကိုမှတွေ့ခဲ့ပြီးတော့အဟာရတွေလူယူနေတဲ့ကပ္ပါပူတွေပါတန်လုံးကောင် တုတ်ကောင်ချိတ်ပြားတန်ကောင်ကြာပိုးနဲ့တူတဲ့တန်ကောင်ဒီလိုမျိုးတန်ကောင်တုတ်ကောင်မျိုးစားတွေအများကြီးရှိပါတယ်ဒီလိုတန်ကောင်တွေရှိနေလို့ရှင်ကိုယ်ကလေးငယ်ရဲ့ချီထွားဝင်ပြိုမှုနဲ့အစမှရဲ့အတွက်အန္တရာယ်ရှိပါတယ်ဒါကြောင့်ကိုယ့်ရဲ့ရင်သွေးလေးတွေကိုအမှန်မှန်တန်ချပေးဖို့လိုအပ်ပါတယ်ဒီနေ့ဗီဒီယိုထဲမှာတော့ကလေးငယ်ကိုဘယ်အချိန်မှမှဆိုရင်တန်ချဖို့လိုအပ်နေပြီလဲဆိုတာကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ရှင် န်ကောင်းနေရှိနေတယ်ဆိုတော့ကအများအဖြစ်တော့လက္ခဏာမပြတတ်ပါဘူးပြခဲ့ရင်လည်းတိတ်မတိတာတဲ့အတွက်ကြောင့်မို့လို့အမှုမဲ့အမှတ်မဲ့နေတတ်ကြပါတယ်တန်ချဖို့ဆိုတာလူကြီးတွေတော့မျိုးလို့နေတတ်တဲ့အရာဖြစ်နေတော့ကလေးတွေမှာဆိုရင်တော့တတိတော့ထားမိကြပါဘူးကုစားခန္ဓာရတဲ့တန်ကောင်းရဲ့အမျိုးအစားနဲ့အခြေအနေပြင်းထန်မှုပုံမူတည်ပြီးတော့ကလေးမှာတန်ထားတဲ့လက္ခဏာတွေဖြစ်လာနိုင်ပါတယ်နော်အခုပြပြပြီးသွားမယ်လက္ခဏာတွေရှိနေပြီဆိုရင်တော့တန်ကြစေမဖြစ်မနေတိုက်ဖို့လိုအပ်နေပါပြီနော် ကလေးကဘယောက်ပိုင်နာဖြစ်တာကိုယ်လေးချိန်ကြတာမိအီမတာဖြစ်ပြီးတော့ပြုတ်အန်တာဝမ်းအနက်ပြင်းတာအသားရတာကောင်းကောင်းအိတ်မပြောတာချောင်းဆိုးတာအန်တာသွေးအားနည်းလာတာအမောမခံနိုင်တာအစာစားခြင်းစိမ့်မရှိတာဝမ်းလျှော်တာဝမ်းထဲမှာတန်ကောင်ပါလာတာ အဟာရချို့တဲတာခလေးရဲ့အစအဝါတဝိုက်မှာရားရံတာကတုတ်ကောင်ကြောင့်အဖြစ်များပါတယ်။ညာဘက်မှာတုတ်ကောင်ထပ်တက်ပြီးတော့စအိုနားမှာဥဥတာကြောင့်ရားရံမှုကိုခန်းစားရတာဖြစ်ပါတယ်။စီအောက်တာခဏခဏစီးသွားတာ ကိုပူပြီးတော့ချောင်းကြောက်ဆိုတာချောင်းဆိုးလို့ရှိရင်တရှိရှိအတန်မြင်နေတာဖြစ်ခဲ့တယ်ဆိုပေမဲ့တန်ကောင်အရင်များနေမယ်ဆိုလို့ရှိရင်တော့ဥထဲမှာပိတ်ဆို့မှုတွေဖြစ်လာနိုင်ပါတယ်နော်ခဏတာဆိုလို့ရှိရင်တော့အစိမ့်ချုပ်စရာလက္ခဏာတွေကလွဲပြီးတော့တိတ်မဆိုးပေမဲ့မကုသပဲမရှင်းဖြစ်ပဲကြာလာရင်တော့တန်ထားတဲ့လက္ခဏာတွေကပိုဆိုးလာနိုင်ပြီးဥလန်းချောင်းမှာတွေးယူတာ ူလန်းချောင်းပိတ်တာတွေဖြစ်လာနိုင်ပါတယ်နော်ဒီလိုနဲ့အဟာရချို့တဲတာကိုယ်လေးချိန်ကြတာသွေးအားနည်းတာတို့လိုမျိုးရောဆက်တွေတွေရှိလာနိုင်ပါရဲ့ရှင်တန်ရှိနေတဲ့ကလေးတွေမှာကိုခံအားစနစ်ကထိခိုက်ထားတဲ့အတွက်ကြောင့်မို့လို့နာမကျန်းဖြစ်လွယ်ပါတယ်တန်ကောင်တွေကအုံနောက်ထဲထိဝင်ရောက်ပိတ်ဆို့နေပြီဆိုရင်တော့အခြေအနေကပြင်းထန်လာနိုင်ပါတယ်ရှင် တမချားတာအချိန်ကြာလာမယ်ဆိုရင်တော့ခလေးရဲ့ဖွံ့ဖြိုးမှုကိုနှီးခွေစေနိုင်တဲ့အပြင်အာဟာရမပြေဝမှုကြောင့်အုံနောက်နဲ့ညံရီပါ ထိခိုက်စေနိုင်ပါတယ်။ဒါကြောင့်အသက်တမြင့်တည်ပြီးတဲ့ခလေးတွေကို6လတစ်ကြိမ်တန်ချပေးဖို့မမေ့ပါနဲ့နော်။ခလေးကိုတန်ထားမှတန်ချပေးတာထက်6လတစ်ကြိမ်မှန်မှန်တန်ချပေးတာက ပိုပြီးတော့တင့်တော်ပါတယ်။အထူးသဖြင့်ကိုယ့်ရဲ့ခလေးငယ်ကတန့်ရှင်ရေးအားနည်းတဲ့နိုင်ငံတွေမှာဆိုလို့ရှိရင်တော့ပုံမှန်တန်ချဖို့လိုလိုပါတယ်နော်။ တန်ထားတဲ့လက္ခဏာတွေပြီးထက်နေပြီဆိုရင်တော့ဆရာဝန်နဲ့တိုင်ပင်ပြီးကုသမှုခံယူသိမှလို့ပြောရင်းနဲ့ပဲဗီဒီယိုလေးကိုညီကုန်းထုတ်လိုက်ပါရနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်